ဒီလဝေသမားနဲ့ဒီအရသမားနဲ့စိန်ခေါ်ပြီးတော့ထိုးနေတဲ့အခြေအနေလို့ပြောရမှာပေါ့ဒီရခိုင်ဆိုတာနဲ့ကိုနော်ဒီစက္ကမရဲ့စစ်သားတွေကဒီသူတို့ရဲ့မိသားစုဝင်တွေကိုဒီအကျိုးစေးင်းနဲ့မွေးငါဘူးကြိုရှာခိုင်းရမလို့ဖြစ်နေတာကအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့မြို့နယ်၁၄ခုအပါအဝင်ဒီတိုင်းကြီး၃တိုင်းဖြစ်တဲ့ပဲခူးတိုင်းမကွေးတိုင်းနဲ့အေရဝတီတိုင်းကစစ်စခန်းအများပြားကိုပါ AA ကထိန်းချုပ်ခန်းနိုင်တယ်ဆိုတဲ့အကြောင်းရယ်လက်ရှိမှာဒီ AA ကကြောက်ဖြူမျိုးကိုသိုးစစ်စင်နေတာဖြစ်ပြီးတော့ကြောက်ဖြူမျိုးရဲ့ရေးပါပုံကိုလည်းပြောပြတော့မှာဖြစ်ပါတယ်ဒီတော့ရခိုင်ပြည်နယ်တွင်းမှာရှိတဲ့မြို့နယ်၁၄ခုအပါအဝင်တိုင်းဒီ၃တိုင်းမှာရှိတဲ့စစ်ကမ်းတွေကိုပါ AA ကထိန်းချုပ်ထားနိုင်တယ်ဆိုတာကိုတွေ့ရပါတယ်အရကတက်တော့ AA ကဒီရခိုင်ပြည်နယ်တိမ့်တိုက်ပွဲအတွင်းမှာမြို့နယ်၁၄ခုအထိတိမ့်ယူပြီးတော့ဒီထိစက်နယ်မြေတွေအထိကိုပိုးစစ်စင်ထည့်ထွင်နေတာဖြစ်ပါတယ် ဂျမစစ်တဲ့ကစစ်တွေမန်အောင်နဲ့ဒီကြောက်ဖြူတုံးမျိုးနယ်ကိုသာထိမ့်ချုပ်ထားနိုင်ပြီးတော့ရွေးကောက်ပွဲကျင်းပမယ်လို့ထုတ်ပြန်ထားတဲ့ဒီကြောက်ဖြူမျိုးမှာခုချိန်တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ဒီပဲခူးတိုင်းမကွေးတိုင်း AR တိုင်းကစစ်ကော်မရှင်ရဲ့ဒီစစ်ကန်အချုပ်ကိုပါ A ကထိမ့်ချုပ်ထားတယ်လို့လည်းတွေ့ရပါတယ်။ပဲခူးတိုင်းနဲ့မကွေးတိုင်းတွေကကပ္ပစကာကွယ်ရေးအစီအစက်ယုံတွေကို A ကချိမ့်ချောက်လာတာတော့အမှန်ပါပဲ။ ဒီတိုင်းဖို့ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုတာထက်အဲ့ဒီနေရာတွေမှာဒီလူမျိုးတိုက်ပွဲတွေဖော်ဆောင်လာနိုင်တာကဒီအကြမ်းဖက်စစ်တပ်ကိုချိန်ဆောက်ထားနိုင်တယ်ဆိုတာကိုတွေ့ရမှာပါဒီတော့ဘလောက်ပဲရခိုင်ပြည်နယ်ကိုပပောင်းဆောင်ကနေပဲဖိဖိဒီ AA ရဲ့ရဲဘော်တွေရဲ့ထိုးစစ်ကိုတော့မဟာလာစစ်သားတွေကလုံးဝကာကွယ်ခြင်းမရှိနိုင်တာကိုတော့ဝန်ခံရမှာဖြစ်ပါတယ်ဒီတော့ဘလောက်ပဲရခိုင်ပြည်ကိုပပောင်းဆောင်ကနေနော်ရုံးမာပြီးတော့ဘလောက်ပဲဖိအားပေးပေးဒီ AA နဲ့ ဟာမိတ် PDF ရဲဘော်တွေရဲ့ထိုးစစ်ကိုတော့ဒီမဟာလစစ်သားတွေရောဒီမဟာလတို့ရောလုံးဝကာကွယ်နိုင်ခြင်းမရှိဘူးဆိုတာကိုတော့ဝန်ခံရမှာပါတကယ်ဒီလက်ဝဲသမားနဲ့ဒီအရသမားနဲ့စိန်ခေါ်ပြီးတော့ထိုးနေတဲ့အခြေအနေလို့ပြောရမှာပေါ့ဒီရခိုင်ဆိုတာနဲ့ဟုတ်နော်ဒီစက္ကမရဲ့စစ်သားတွေဟာဒီသူတို့ရဲ့မိသားစုဝင်တွေကိုဒီအကျိုးစေးနဲ့မွေးငါဘူးကြိုရှာခိုင်းရမလို့ဖြစ်နေတာကလုံးဝအပြတ်သက်ကြီးဖြစ်နေတယ်ဒီလင်းအားကိုနဲ့ဒီရုံမာတက်တဲ့စိတ်ကြောင်တာဒီမအလာတို့ ဟန်တာနေတာဖြစ်ပါတယ်။နောက်ပြီးတော့အခုဆိုရင်ဒီပဲခူးတိုင်းအတွင်းမှာရှိတဲ့ဒီညောင်ကျိုးစကန်းဒီလေးသားတောင်တကြောနဲ့ကာကွယ်ရေးပစ္စည်းဆက်ယုံကပ္ပစာ16ရဲ့ကာကင်းကုန်း666ပွိုင်စကန်းတို့ကိုဒီ A ကသိမ့်ပိုက်ထားနိုင်ပြီးတော့မှအေးညောင်ချောင်းနဲ့စင်လန်အကြားမှာလဲဒီစစ်ကော်မရှင်ရဲ့ဟန်စစ်စကန်းတွေတို့ပြင်နေရတယ်လို့အသင်းတွေထွက်ပေါ်လာပါတယ်။မကွေးတိုင်းမှာရှိတဲ့နိုင်ရီကန်ပြူဟာဂုံးတော့ရိုက်မှာရှိတဲ့အထက်ကကာကင်းစကန်းအားလုံးနှီးပါးကိုလည်း အေကသိမ်းယူထားနိုင်ပြီးတော့ပိမပြူဟာဂုံးမှာရှိတဲ့ပိမိနေတဲ့စစ်သားတွေအတွက်ဒီရိတ်ခါနဲ့လက်နက်ခဲရန်ဒီတခြားပစ္စည်းတွေကိုပို့ဖို့အတွက်เนาะမင်းအောင်နိုင်တို့ကတိုင်ပတ်နေတယ်လို့လည်းသိရပါတယ်။အေအော်ဒီတိုင်းကဒီရေကြီးအမြောက်တက်3လေးလေးနီးမှာရှိတဲ့ကာကင်းတွေဒီလေးမျက်နှာမျိုးတွေမှာရှိတဲ့သက်ဆက်ယိုယွာနဲ့တဲနူဂုံးမှာရှိတဲ့ဒီကာကင်းစခန်းနှစ်ခုထပ်မင်းဲကိုလည်းအေကထိ ंछ ုပ်ထားလိုက်ပြီဖြစ်ပါတယ်။ နောက်ဆုံးချိန်နေမှာလဲအခုဒီနေ့ထိနောက်ဆုံးချိန်နေမှာလဲဒီမင်းအောင်လိုင်တို့ရဲ့နော်ဘဘကြီးရဲ့သားတွေကတော့ဝက်ဝက်ခွဲကိုရှုံးနေတာဖြစ်ပါတယ်ဒီခွေးတွေဝက်တွေကိုတင်းနေတာပါဒီဘဘကြီးရဲ့သားတွေကိုတော့ဘဘကြီးတို့ကဖတ်ဆယ်မရနိုင်တဲ့အချိန်တွေကိုတွေ့ရတာပါကြောက်ဖြူမျိုးနယ်ပေါ့ဒီအခုချိန်နေမှာဒီကြောက်ဖြူမျိုးနယ်ဒီမင်းအောင်လိုင်တို့ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ကြောက်ဖြူမျိုးနယ်မှာဒီတိုက်ပွဲအပြင်းထန်ဖြစ်နေပြီးတော့မှဒီမှာသူတို့ဘက်ကအကြအဆုံးတွေအများကြီးနေတယ်နော်မြေပြင်မှာလည်း ဝိသေဝတ်သေးတည်ပြီးတော့ဒီအလောင်းတွေကောက်ယူလို့မနိုင်တော့တဲ့အထိပြန်ကျဲနေပါတယ်တဲ့ဒါတော့စကဆရဲ့စစ်သားတွေကိုလည်းသူပြောထားတာနော်ဒီသူပြစ်ကိုပြစ်အချင်းတွေပေါ့ဒီဒေသခံတွေကိုဒုက္ခမပေးနိုင်တဲ့အချင်းတွေဒီလိုဘတ်တယ်ဆိုင်မဲ့တကယ်သူတင်ကိုတင်ဖိုက်ရတော့မယ်အချင်းတွေဆိုရင်တော့အေးအေးရခိုင်နဲ့ဒီမဟာမိတ် PDF တွေပူးပေါင်းထားတဲ့စစ်ကြောင်းကိုတွေ့ရတဲ့ပြေးပြီတော့နော်ဒီအုံစင်းလုံးတွေကတက်နေပါတယ်ဆိုမှဒီမိသားစုဝင်တွေ တန်တဲ့မိသားစုဝင်တွေကဒီတကြိုစိမ့်နဲ့မွေးငါးဘူးချက်ဖို့အတွက်ကြာနေရအောင်မယ်ဒီကြောက်ဖြူမျိုးနဲ့မင်းခုံးတိုင်ဒီရေနံတောင်ဝန်းကျင်တိုင်းချောင်းရွာဝန်းကျင်ဒီတိုင်းချောင်းနဲ့ဒီဆိုင်ချောင်းကြားဝန်းကျင်တို့မှာလည်းဒီအလောင်းတွေအပုံလိုက်ပြန်ကျဲလျက်ရှိနေပါတယ်တဲ့နော်ဒီကောင်းနေတရင်တော့ငပိငချောက်ဒီနေလန်းတာထက်တော်မှအနံ့ဆိုးမယ်ဆိုတာတော့ပြောစရာတော့မလိုပါဘူးနော်ဒီကောင်းတွေရဲ့အနံ့အနေနဲ့ဒီဒေတာကန်နေတော်မှာခမင်းအောင်စားနိုင်ပါမလားမသိဘူး ငပတ်တိုက်ပွဲကလည်းလုံးဝအပြင်းထန်ပေါ့ဗျာဒါအောင်မဒီအေရဲ့ကိုစစ်မှာဒီကောင်းနေဘဝခွဲရှုံးနေတာဒီစစ်တပ်စစ်ကြောင်းကလည်းလုံးဝထွက်မနိုင်ဘူးဒီထွက်လို့မရဘူးဆိုတဲ့အခြေအနေကိုရောက်နေတယ်ဒီအေကလည်းလုံးဝထွက်လို့မရအောင်ကိုနှစ်ဖက်ကြားညှက်ပြီးတော့တိုက်နေတယ်နော်စစ်သားအလောင်းတွေပုံနေတယ်ကောက်ယူလို့မနိုင်တဲ့အထိပြန်ကျဲတဲ့အထိကိုရှုံးနေတယ်နော်အပုံနဲ့နေလဲလုံးဝဟောင်းနှောင်းထနေတယ်ပေါ့ လောင်းတွေကလည်းအစုလိုက်ပြုံလိုက်ဆိုပြီးတော့ဒီဒေသခံတွေကလည်းပြောနေကြပါတယ်ပြီးတော့လက်ရှိဒီချက်ကောင်စီနော်ဒီမဟာလာတို့တပ်သားတွေရှုံးနေတဲ့တောက်ဖြူမြို့ရဲ့ရေးပါပုံကိုလည်းကျွန်တော်ဆက်ပြောပြပါမယ်ဆိုတော့မြန်မာစစ်ကောင်စီအတွက်ဒီအဓိကဝန်ငွေရင်းမြစ်ဖြစ်ဖြစ်နေတဲ့ဒီနိုင်ငံတကာစီမံကိန်းတွေရှိနေတဲ့အတွက်ကြောင့်ဒီချက်ဖြူမြို့ကလုံးဝတော်လှန်ရေးအတွက်လည်းအရေးပါတဲ့မြို့လို့ပြောရမှာပါအဲချက်ဖြူမြို့ကဒီတရုတ်နိုင်ငံကို တွေ့တန်းထားတဲ့ရေနံနဲ့တဘာဝတောင်းွေပိုက်လိုင်းတွေစတင်တည်ရှိရာနေရာလည်းဖြစ်ပါတယ်။ဒီစီမံကိန်းတွေတဲကမှဒီမအနာနဲ့အပေါင်းပါတွေကနော်ဝင်ငွေတွေအများကြီးရနေတယ်ဒီတစ်နှစ်ကိုဒေါ်လာဘီလီယံပေါင်းများစွာဝင်ငွေရနေပြီးတော့မှဒီဝင်ငွေတွေနဲ့ဒီစစ်တပ်ကဒီစစ်လက်နက်ပစ္စည်းတွေဝယ်ပြီးတော့ပြည်သူတွေကိုတပ်ဖြတ်နေတာဖြစ်တယ်ဒီဒေါ်လာရေးအင်အားအင်အားစုတွေကိုနှိမ်နင်းတဲ့နေရာမှာအုံပြုနေတာဖြစ်ပါတယ်ဒီတော့ကြောင့်လဲကြောက်ဖြူမျိုးကိုတိန်းနိုင်ဖို့က ဒေါ်လာရေးအတွက်ကောဒီ AA အာရခတက်တော်နဲ့ရခိုင်ပြည်နယ်အတွက်ကောအရန်ရေးကြီးနေတာ AA ကဒီကြောက်ဖြူမျိုးနယ်ကိုတိမ့်နိုင်တာဒါမှမဟုတ်ထိမ့်ချုပ်နိုင်လိုက်တာဆိုရင်တော့ဒီမြောက်နိုင်တို့ရဲ့အဓိကနိုင်ငံသားငွေရတဲ့လမ်းကြောင်းကိုဖက်တောက်နိုင်လိုက်မှာဖြစ်ပြီးဒီသူတို့ရဲ့စစ်ရေးစွမ်းရည်နဲ့ရေရှည်ရည်တည်နိုင်မှုကိုကြီးမားစွာထိခိုက်နိုင်မှာဖြစ်ပါတယ်။ဒါနဲ့မကသေးပဲနဲ့ဒီ geopolitics နဲ့ဒီနိုင်ငံရေးအရေးပါမှုဆိုတာလည်းထက်ရှိနေပါသေးတယ် ဒါတနည်းပြောရရင်တော့ဒီတရုတ်ကိုတင်ခေါ်နိုင်မှာဖြစ်ပါတယ်အဲ့တော့နိုင်ငံရေးအင်အားမြင့်တင်ခြင်းဆိုတဲ့အနာကိုပြောရရင်တော့ဒီ AA ကကြောက်ဖြူကိုဒီတိမ့်ပိုက်နိုင်တာနဲ့ဒီစစ်ကောင်စီဒီမကပဲနဲ့ဒီတရုတ်နိုင်ငံရဲ့အကြီးမားဆုံးအကျိုးစီးပွားတွေကိုပါဒီတပြိုင်နက်တည်းတင်ခေါ်လိုက်နိုင်မှာပါ AA ကဒီစီမံကိန်းတွေကိုကာကွယ်ပေးမယ်လို့ကြေညာထားပေမဲ့နော်မြို့ကိုတင်းယူနိုင်ခြင်းကဒီတရုတ်နဲ့တိုက်ရိုက်ဆက်ဆံရေးပေါ့ ဲ့ဒီလမ်းကြောင်းကိုဖွင့်ပေးနိုင်ပြီးတော့ဒီနိုင်ငံရေးဩဇာအာဏာကိုတိတိတတ်တာမြင့်တက်အောင်လုပ်နိုင်မှာဖြစ်ပါတယ်။အေကဒီရခိုင်ပြည်နယ်ကိုထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင်ဒီရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့စီးပွားရေးစစ်ရေးနဲ့နိုင်ငံရေးချုပ်ချာအာဏာကိုပိုင်ဆိုးနိုင်တဲ့ဒီဖွဲ့စည်းဖြစ်ကြောင်းလက်တွေ့တတ်သိပြနိုင်မှာဖြစ်ပါတယ်။ဒီကြောက်ဖြစ်မျိုးရဲ့နောက်ဆုံးရေးပါပုံကတော့ဒီစစ်ရေးပြူဟာနဲ့ထောက်ပံ့ပို့ဆောင်ရေးရေးပါမှုဖြစ်ပါတယ်။ဒီကြောက်ဖြူမှာကစစ်ကောင်စီရဲ့ဒီဒညဝတီရေတဲ့ ခန်းဌာနချုပ်အပါဝင်အဓိကတည်ရင်းတွေရှိပြီးတော့မှတခိုင်ကမ်းရိုးတန်းတစ်ချောက်မှာစိတ်အင်အားလက်နက်ခဲရက်နဲ့ဒီရိတ်ခါတွေကိုလေချောင်းလေချောင်းကနေဆင့်ဒီပို့ဆောင်တဲ့နေရာမှာအေးပါတဲ့ထောက်ပံ့ရေးလမ်းကြောင်းကိုပိုင်ဆိုင်မှာဖြစ်ပါတယ်။တောက်ဖြူကိုဒီလိုမျိုးတိမ့်ပိုင်နိုင်ခဲ့မှဆိုရင်အေကရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းမှာရှိတဲ့နော်ဒီအေထိန်းချုပ်ထားပြီးသားနယ်မြေတွေအားလုံးကိုအဓိကထိုးစစ်ဆင်လာနိုင်တဲ့ဒီပင်မနေရာကိုထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ ောက်ပြီးတော့ဒီထိန်းချုပ်ထားတဲ့နေရာတွေအားလုံးကိုတက်ရောက်လာမဲ့အဓိကအန္တရာယ်ကိုလည်းကာကွယ်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဒီကြောက်ဖြူမျိုးကိုတိမ့်ပိုင်နိုင်ခြင်းကဒီရခိုင်ပြည်နယ်တစ်ခုလုံးကိုထိန်းချုပ်ဖို့အတွက်နောက်ဆုံးခြေလှမ်းဖြစ်လာနိုင်တယ်လို့ပဲသုံးသပ်ရမှာပါ။ဒါအပြင်ဒီအချမ်းဘတ်စစ်တပ်ထိန်းချုပ်ထားတဲ့ဒီကြောက်ဖြူမန်းအောင်တဲ့စစ်တွေမျိုးသုံးမျိုးကိုပါဆက်ပြီးတော့သိမ်းနိုင်အောင်လို့ AR ရက်ခတ်တက်တော်ကစူးစမ်းသွားမယ်လို့ထုတ်ပြန်ထားတာလည်းတွေ့ရပါတယ်။ အခုချိန်တွေမှာဒီမြောက်ပိုင်းဒေသရဲ့အပြစ်ခတ်ရဆဲမှုကိုခွင့်ကောင်းယူပြီးတော့တခိုင်းပြည်နယ်ကိုဒီဂျမ်းမဆက်တက်ကဖိအားပေးနေတာဖြစ်ပါတယ်ဒါပေမဲ့ဒီ AR ခတ်တက်တော်နဲ့ပူပေါင်း PDF တွေရဲ့ဒီထိုးစစ်ဆင်မှုကိုလုံးဝတားနိုင်ခြင်းမရှိတာကိုလည်းတွေ့ရပါတယ်ဒီတော့ AR ခတ်တက်တော်ဆက်ပြီးတော့မှတိမ့်ပိုက်ဖို့ဒီပြင်ဆင်နေတဲ့ဒီကြောက်ဖြူမန်အောင်နဲ့စစ်တွေဒီမြို့သုံးမြို့ကိုလည်းဆက်ပြီးတော့တိမ့်ပိုက်နိုင်ပါစေလို့ထူထောင်ပေးနေပဲကျွန်တော်ဗီဒီယိုကိုအဆုံးသတ်လိုက်ရပါတယ် ဗီဒီယိုကိုဆုံးသတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်